ဒီလိုတွေကဘာလို့လိုက်ချီးတီးကိုရေးစိမ်းချတာလဲ ဒီလိုနဲ့ခုမြင်နေရသလိုလိုက်ခြေတွေကိုဘာလို့ရေစိမ့်တာလဲသိကြင်ကြလားဒီလိုငန်းစင်မှာအကောင်းဆုံးရေသွင်းရရှိဖို့အတွက်လက်သမားတွေဟာအခွန်80ရာခိုင်နှုန်းလောက်နီလာတဲ့အခါလိုက်ခြေတွေကိုခူရပါတယ်။ဘာလဲဆိုတော့အရောင်ဟာမှဲ့တာရဲ့အဓိကသင်္ကေတဖြစ်လို့ပါ။အခွန်ကနီနီရဲရဲဖြစ်သွားပြီဆိုရင်လိုက်ခြေတွေဟာသူ့ရဲ့အကောင်းဆုံးရတာကိုကျော်လွန်သွားပါပြီ။အခုလုပ်ငန်းစင်မှာတော့ခုနကအတိတ်ခူးထားတဲ့လိုက်ခြေတွေကိုရေထဲအပြည့်စိမ့်ပါတယ်။ဒါပေမဲ့ဒါကရိုးရေမဟုတ်ပါဘူး။ Citric acid ပျော်ရေဖြစ်ပါတယ်။ဒါပေမဲ့သိမ့်စိမ့်မပူပါနဲ့။ Citric acid ဟာအားနည်းတဲ့ acid ဖြစ်ပြီးအဆိပ်တောက်တင်မရှိပါဘူး။ဒါကိုသဘာဝအတိုင်းတမယာအသေးနဲ့ လိမ္မာရေလုံအသီးတွေမှာအများပြားတွေ့ရပါတယ်ဒါက pH level ကိုလျှော့ချပြီး enzyme တွေကြောင့်အယောင်ညိုလာတာကိုနှိပ်ကွေးစေပါတယ်ဒါပြင်အသီးရဲ့နီမျိုးယောင်ကိုထိမ့်သိမ်းထားနိုင်မှုကူညီပေးပါတယ်ဒါပေမဲ့ citric acid monohydrate ကိုယ်တိုင်ကအဆင်မရှိပေမဲ့အလုံးကျုံစားသုံးခြင်းဒါမှမဟုတ်မှားယွင်းစွာအသုံးပြုခြင်းကလုခဏာကိုယ်ကိုတက်ရောက်မှုရှိနိုင်တယ်ဆိုတာသတိပြုဖို့ရည်ကြည်ပါတယ်ပါဝင်မှုမြင်ပါတဲ့က citric acid monohydrate ဟာမျက်လုံးအေးပြားနဲ့အသက်ရှူလမ်းကြောင်းကိုရရန်စေခြင်းဒါမှမဟုတ်ထိခိုက်ပျက်စီးစေနိုင်ပါတယ်အရေးကြီးဆုံးကတော့ဒါကခန္ဓာကိုယ်ဇီဝကံပါဖြစ်စဉ်ဖြင့်ပြောင်းလဲလို့မရပါဘူးဒါကြောင့်ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်ကိုစင်ဆမ်းမပြတ်ဖျက်ဆီးနိုင်ပါတယ်ဒီလိုနဲ့လုပ်ငန်းစဉ်ရစိန်ပြီးရင်လူ့ကမားတွေဟာလိုင်ချီတိတွေကိုနေအေးခံအချောက်ခံပါတယ်ဒါကြောင့်စားသုံးသူတွေကအနမ်းမရှိရတဲ့အတွက်သိနိုင်မှာမဟုတ်ပါဘူး